တိုင်းပြည်အပြောင်းလဲနဲ့အတူ မိခင်ဘဝသစ်စတင်ခြင်းအာနာသိန်းကာလာရဲ့မုံတိုင်းကြားမှာပဲမထင်မဖဲဂျမကိုဝင်ရခဲ့ပါတယ်ဝမ်းနဲ့စိတ်ကတရစ်ဝမ်းတာစိတ်ကတစ်ဖက်နဲ့ရောထွေးနေတဲ့ခံစားချက်တွေကြားမှာဒီကလေးကိုမွေးနိုင်ပါမလားဆိုတဲ့မေခွန်းတွေဟာမိုးမောင်ကျသလိုတရိပ်ရိပ်ဝင်လာခဲ့ပါတယ်ဒီလိုနဲ့ပဲမိခင်ဘဝဆိုတဲ့ခကြီးလမ်းပေါ်ဂျမခြေလမ်းတွေစတင်ခဲ့ရပါတယ် ခྱི་သေးရဲ့အစမှာကျမရဲ့မွေးရက်မြေဟာစိတ်မချရတာတဲ့အခါလုံုံရမြေကိုရှာခဲ့ရပါတယ်။ချမ်းရည်လာတဲ့နယ်မြေလေးတစ်ခုစီမှာဇက်မြုံနေထိုင်ရင်ဘယ်မှမသွားဘူး။ဒီမှာပဲရအောင်နေမယ်လို့ဘဝလက်တွဲပေါ်နဲ့အတူအပြန်လှန်အားပေးခဲ့ကြပါတယ်။လက်ရှိလုံနေတဲ့အလုပ်ကလေးကြောင့်အစာဝတ်နေရေးအဆင်ပြေခဲ့ပေမဲ့ဘဝရဲ့အလဲပြောင်းတစ်ခုကရုတ်တရက်ရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ တဖက်နိုင်ငံကိုကူးဖို့ဆိုတဲ့အကြောင်းကဂျမကိုစိတ်ပူပင်မှုတွေနဲ့ရပတ်စီခဲ့ပါတယ်။အဲ့ဒီအချိန်ကိုဝင်က32ပတ်ရှိနေပါပြီ။လေရင်စီးဖို့နီးလာလေလေစိတ်ကပိုပြီးလှုပ်ရှားလေလေပါပဲ။လိုအပ်တာတွေအားလုံးပြင်ဆင်ပြီးတဲ့အခါမွေးရမြေကပစ္စည်းပစ္စယတွေကိုရောင်းချခဲ့ပါတယ်။စိတ်လှုပ်ရှားပူပန်မှုတွေနဲ့ပဲတဖက်မှာလည်းဘိုက်သေးကကလေးကဒီမှမမွေးကျင်တဲ့သဘောလားလို့နှစ်ယောက်သား ရေမောခဲ့ကြပါတယ်။အရာအလုံးထက်ဝမ်းနည်းခဲ့ရတာက အမေပါ။သူဟာသမီးကိုစိတ်ပူပန်နေပေမဲ့"သွားသမီးကောင်းနေသွား"လို့အားပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရင်ထဲကစိုးရိမ်စိမ့်နဲ့ဝမ်းနည်းမှုတွေကို ကျမခံစားမိနေပါတယ်။မျက်နှာချင်းဆိုင်မပြောပြခဲ့ပေမဲ့မိမိရဲ့ရင်ခွင်ဟာအဝေးတနေရာမှာ ကျမအတွက်လွမ်းဆုပ်စိတ်ပူပန်စိတ်တွေနဲ့ ဖြတ်တန်းနေခဲ့ရမှာသိကြပါတယ်အလှအပြောင်းခရီးအစ်စ်တစ်ခုစတင်ခြင်းခရီးစဉ်ကဘန်ကောက်ကနေချင်းမိုင်ကိုတဆင့်ခံရပါတယ်ဘန်ကောက်လေစိတ်မှာ လေရင်မတက်ခင်ဘိုကြီးနဲ့ဂျမကို တွေ့တော့စစ်စစ်ရဲ့အရာရှိတွေကမေးမြန်းကြပါတယ်ညီမလေစိတ်က ထောက်ခံခြင်းမပါတာကြောင့်ဘိုက်ကလေးကို ပို့ရင်းဖျားစားတွေ့ရွတ်နေမိပါတယ် ချင်းစည်းတွေပြန်နေပြီမဲ့15မိနစ်လောက်အကြာမှာတော့လေရင်မှုကိုမေးမြန်းပြီးလေရင်ပေါ်တက်ခွင့်ရခဲ့ပါတယ်။အပြန်ကြရင်တော့ဇယဝင်ထောက်ခံကြလေယူခဲ့ပါလို့သူတို့ကပြောပေမဲ့ငါပြန်မလာဖြစ်တော့လောက်ဘူးလို့စိတ်ထဲကရေယူရင်းလေရင်ပေါ်တက်ခဲ့ပါတယ်။ဘယ်ချိန်ကျမအိမ်ပြန်ရမှာလဲအခုထိလဲကျမမသိသေးပါဘူး။တောင်ပတ်လေတောင်ပတ်ချာလဲနေတဲ့ချင်းမိုင်း တခါမှမရောက်ဘူးတဲ့ဘယ်တော့မှမသွားဘူးလို့ကြွေးကြော်ခဲ့တဲ့ထိုင်းနိုင်ငံချင်းမိုင်ကို ရောက်လာခဲ့ပါတယ်။ဘာသာစကားမပြောတတ်ပေမဲ့ကျမအတွက်အရာရာတိုင်းကအသက်ဆန်းတွေကြီးပါပဲ။ဒါပေမဲ့ကျမကံကောင်းခဲ့ပါတယ်။ကို့ကြောင့်လို့ပြောရမှာတဲ့ဘိုက်သေးကကလေးလေးရဲ့ကံကြောင့်လို့ဆိုရမှာပေါ့။ကိုကြီးမဲ့သူတွေအစဉ်အသင့်ရှိနေပြီးဘာခက်ခဲမှမရှိခဲ့ပါဘူး။နှစ်တကူပွဲတော်မှာကလေးလက်မှာဆိုလို့အခန်းထဲမှာတကားပိတ်ပြီး ဖျားစာတွေယူရင်းဖြတ်တန်းခဲ့ရပါတယ်။မီရှူပေါက်တန်တွေနဲ့ပျော်ဝဲရှင်ပွဲတွေနဲ့တစ်ဖက်မှာလည်းအင်းကြီးချင်းငါတို့နိုင်ငံလေးရဲ့နှစ်သိက်ကူကရောဘလို့နေမလဲလို့တွေးရင်းဝမ်းနေခဲ့ရပါတယ်။နှစ်သက်မှာရောက်လာတဲ့ချစ်ချင်းမြတ်တာနှစ်သိက်ကူပြီးနောက်နေ့ညမှာပဲရေမွာပေါက်သွားခဲ့ပါတယ်။ည၈နာရီလောက်မှာဘာသာပြန်အမကိုခေါ်ပြီးစေယုံကိုဆိုင်ခင်နဲ့သွားခဲ့ပါတယ်။ စည်ုံရောက်တော့ဆရာဝန်ကစိတ်မပူဖို့နဲ့ပြန်နေလို့ရသေးကြောင်းပြောခဲ့ပါတယ်။ဒီလိုနဲ့အိမ်ပြန်လာရင်လမ်းတွေမှားခဲ့ပြီမဲ့နှစ်ယောက်သားစကားပြောရင်ဆိုင်ငယ်ပတ်စီနေခဲ့ကြပါတယ်။အိမ်ပြန်ရောက်တော့၁၂နာရီလောက်မှာရေတွေမထိန်နိုင်အောင်ဆင်းလာတော့မှကားနဲ့စည်ုံကိုပြန်ပြေးရပါတယ်။စည်ုံရောက်တော့စည်ုံတက်ခိုင်းပြီးမွေးလူနာအခန်းထဲမှာကိုကအရင်ဆုံးရောက်နေပါတယ်။တခြားလူနာနှစ်ယောက်ရောက်လာပြီမဲ့သူတို့ကခွဲမွေးတဲ့ပုံပါပဲ။ သူတို့နိုင်ငံရဲ့စေယုံစနစ်ကအံ့ဩစရာကောင်းပါတယ်ရေတွေဇက်တိုက်ဆင်းနေပေမဲ့တအိမ်မပွင့်သေးလို့မမွေးပြပါဘူး9မိနစ်ချားတစ်ခါကလေးရဲ့နှလုံးခုန်တုံးလာစေကြပါလေသူတို့ရဲ့ထိုင်းလေသံနဲ့ပြောတဲ့ပိန်ပိန်ဆိုတဲ့စကားကို နားမလည်တော့ကောင်းမဲခါပြရပါတယ်နေ့လယ်12နာရီလောက်ကြာမှဘိုက်ကနာလာပါတော့တယ်ကားနဲ့ဘိုက်နဲ့ညှက်ပြီးနားတဲ့ဝေဒနာကို ခံစားရတာတတလိုက်ပြန်နာလိုက်နဲ့ တစ်ယောက်တည်းអော်နေရပါတယ်။ဘေးကတစ်ယောက်ကလည်းညင်းနေပြီမဲ့အသိမကြာခင်ခွဲကန်းနေဝင်သွားပါတယ်။အရင်ရောက်တဲ့သူကနောက်မှမွေးတက်တဲ့ဆိုတဲ့ရှေးလူကြီးရဲ့စကားကတကယ်မှန်နေခဲ့တာပေါ့။ညနေတနားကြီးလောက်မှဘိုးသက်စီလာထုတ်ပြီးသွားပါတယ်။ဒီနောက်ပိုင်းမှာတော့အနာကျင်မှုက ပိုဆိုးလာပါတယ်။အဆက်ကြောင့်မရှိတော့ပဲနာလွန်းလို့អော်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာကိုယ့်အမေကိုယ့်ခင်ပွန်းရှိမှဖြစ်မယ်လို့တွေးခဲ့ပေမဲ့ တကယ်တမ်းကြတော့ဘသူမှအနာမမရှိခဲ့ပါဘူးအဲ့ဒီလိုတွေးရင်ငိုခဲ့ရပါသေးတယ်ညနေ9နာရီလောက်ကြမှခွဲကမ်းထဲဝင်ရတယ်တညာလုံးမေးရတဲ့အချိန်ကြောင့်အိတ်ချင်နေတော့ဆရာမတယောက်ကပခုံးကိုပုတ်ရင်းဒေါ့စလီလို့ပြောပြနေပါတယ်ဆရာဝင်ရောက်လာတော့မွေးဖို့ပြင်ဆင်ပါတယ်ညမြန်မွေးပါတော့လို့စိတ်ထဲကတောင်းတနေခဲ့ပါတယ်၃ငါလောက်ညှစ်လိုက်ရတဲ့အခါအဲ့ဆိုတဲ့အတန်ကလေးကလေးလေးထွက်လာပါတယ် ယောက်ျားလေးလားမိန်းကလေးလားလို့မေးမိတော့မှ fine or gay ဆိုပြီးပြန်မိရမယ်ဆိုတာတတိယပြီးရယ်မိပါတယ်။ထိုင်းစေးယုံကမွေစရင်လောက်ကြမယ်ဆိုတော့ထိုင်းနာမည်လေးပေးဖို့လိုလာပါတယ်။အဲ့ဒီလိုနဲ့အတိအမကနေတဆင့်ဘလို့နာမည်ပေးရမလဲဆိုပြီးမေးမြန်တော့တမိနာမည်လေးကိုပေးခဲ့တာထိုင်းရမီပချပွန်နဲ့ဉာဏ်ပညာကပေးတော့ကောင်းကြီးလို့အတိတ်ပဲရပါတဲ့။ကို့အတွက်တော့ ချက်ချင်းမြစ်တာပါထမှန်ပြည့်စွက်လိုက်တဲ့ခါဉာဏ်ပညာနဲ့ချက်ချင်းတရားတို့နဲ့ပြည့်ဝစေတဲ့သမီးကလေးတယောက်ဖြစ်ပါတယ်မိမိဘဝသမီးလေးကိုရင်ဝင်ပေါ်တင်ပေးလိုက်တော့နှုတ်လိုက်ဟတ်နေတဲ့သူမျက်နှာလေးကိုကြည့်ပြီးတစ်ခုလုံးကနာကျင်မှုတွေပျောက်ွယ်သွားခဲ့ပါတယ်မိခင်ဆိုတာဒါမျိုးလားလို့ကိုကိုကိုမေးမိပါတယ် ဆေးရုံဝန်ထမ်းတွေနဲ့ရင်းနှီးခဲ့တာကြောင့်သူတို့ရဲ့စကားတွေဟာရင်ထဲမှာနှွေးထွေးမှုကိုပေးခဲ့ပါတယ်။တကယ်တော့သူများနိုင်ငံမှာကလေးမွေးရတာကံကောင်းတယ်ဆိုပေမဲ့အားကိုးရမရှိအလုပ်တစ်ဖက်နဲ့ကလေးတစ်ယောက်ကို ပြုစုပြိုးထောင်ရတာကတကယ်ကိုခက်ခဲတဲ့ခရီးပါ။ဒီဖြစ်ပျက်တွေဟာသုံးနှစ်နီးပါးကြာခဲ့ပြီမဲ့ကျမရင်ထဲမှာဖြစ်ရမှန်ပုံမြင်တပုတ်လို့ထားဝစဉ်မှတ်မိနေစေပါ။ကျမဟာအနေငယ်အစဉ်ပြေခဲ့ပြီမဲ့ ဆရာနာသိမ်းပြီးနောက်ပိုင်းမှာစစ်ဘေးစစ်တမ်းကြားအန္တရာယ်တွေကြားကနေမှန်းဆလို့တောင်မရနိုင်တဲ့အခက်ခဲတွေကြားမှာမိခင်ဘဝကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နေတဲ့မိခင်ပေါင်းများစွာအများကြီးရှိလို့နေပါတယ်အခက်ခဲတက်တဲ့များကြားမိခင်ဘဝကိုတန်မာစွာရှောက်လန်းနေတဲ့မိခင်တိုင်းကိုလေးစားလျက်ချစ်ချင်းမေတ္တာဉာဏ်ပညာနဲ့မိခင်တွေထုစစ်တဲ့ပံကလေးများအလုံးပွင့်လန်းနိုင်ပါစေတောကမျက်ရည်အပူတွေအလုံး အမြန်ချုပ်ငိမ့်ကြပါစေကြောင်းစန္ဒပြုလိုက်ရပါတယ်ခမညာဟုတ်ကဲ့ဒါကတော့ DVB မှာဖော်ပြထားတဲ့အဆောင်မရှင်ဒီဂျူလိုင်ရဲ့အဆောင်ပါလျာဖြစ်ပါတယ်ခမညာ